ဘုန်းကြီးတွေတွေသူ့အကြောင်းကိုအကြောင်းဆိုတာသိရလူတွေကသူ့အကြောင်းငါသိပါတယ်ကိုအကြောင်းသူသိပါတယ် ਨੇ ဒါပြောကြတယ်တကယ်သိတာတော့မဟုတ်မဟုတ်တဲ့ဟာတွေသိကျင်လဲသိနေပဲပေါ့အရေးကြီးတဲ့သူ့အကြောင်းကိုအကြောင်းဘာလဲလောကမှာလူတွေအိမ်အောင်ဖက်ကြတာတောင်မှသူ့အကြောင်းလဲကိုမသိကိုအကြောင်းလဲသူမသိ အခုတွေ့အခုအိမ်အောင်ပြုတ်ကြတယ်ဆိုတဲ့ပုံပေါ်တယ်။ကနေ့အိမ်အောင်ပြုတ်လက်ဖြင့်ကကွဲမတဲကြ။ဘာဖြစ်လို့သူ့အကြောင်းလည်းကိုမသိဘူးကိုအကြောင်းလည်းသူမသိဘူးပေါ့။ရှင်းတော့ကတော့ကြားဘူးလား။အိမ်အောင်မဲ့ပြုတ်တော့မယ်ဆိုလို့ရှိရင်၃နှစ်၃မိုးချိန်ဆောက်လစ်လာ။စစရရာစိတ်နေသဘောထားကစလစ်လာပြီးတော့မှအိမ်အောင်ပြုတ်ကြတယ်ပေါ့။ အင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းပဲသူ့အကြောင်းကိုအကြောင်းလိမ့်လာမလိမ့်လာဘူးဆိုလို့ရှိရင်မှားရနိုင်တယ်လောကမှာကြီးပွားထွတ်တက်ခြင်းရဲ့အဓိကအကြောင်းအခြေခံအကြောင်းဟာဘာလဲ38ဘုရားမင်္ဂလာထဲမှာဟောထားတာရှိတယ်လေအသေးဝနာစဘာလနာပဏိတန်နိစ္စသေဝနာဆိုဆက်ဆံရေးရစပြီးအဓိကထားတာပေါ့ပေါင်းရမယ့်လူနဲ့မပေါင်းရမယ့်လူဒီနှစ်ခုကအရေးမကြီးဘူးလား သိကိုရေးကြည့်တယ်တဲ့ကိုလူဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်ဘဝခရီးကိုဖြောင်းပြောင်းတန်တန်ရှောက်လှမ်းနိုင်ဖို့အတွက်ဆက်ဆံရရသိရည်လူဆိုတာဆိုဆံရည်ဒီထဲမှာနေတဲ့တတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့်အပေါင်းနဲ့အသင်းနဲ့ဒီလိုနေတာကိုအဲ့လိုနေတဲ့အခါမှာအပေါင်းသင်းဟာသိရည်ချည်တယ်အပေါင်းသင်းကြောင့်လည်းကောင်းသွားနိုင်တယ်အပေါင်းသင်းကြောင့်လည်းထိခိုက်နိုင်တယ်ပေါ့ မကောင်းတဲ့လူနဲ့ပေါင်းသည့်အတွက်ကြောင့်မကောင်းတဲ့ဟာလားအပုံနဲ့ထွက်တာပေါ့ကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင် ကောင်းတဲ့ရင်ကျွဲတာပေါ့မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာပေးထားတာနော်ဥတိမစ္ဆံကုသခေနယောနရောဥပနရှတိဆိုလိုတာကပုတ်နေတဲ့ငါသို့မဟုတ်ငပိပေါ့ ငပိကိုဖက်ကလေးနဲ့ထုတ်လို့ရှိရင်အဲ့ဒီဖက်ကလေးဟာငပိဘုတ်အနတ်မနာဘူးလားမနာပါဘူးခင်ဗျာအေးမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အဲ့ဒီလူကိုယ်လည်းအနံစိုးထွက်တာပဲလို့ပြောတာနော်ထို့တူပဲကောင်းတဲ့ဆိုပါစို့အဲ့ဒီဖက်ကလေးကိုပဲဖက်ကလေးစပယ်ပန်းလေးထုတ်လိုက်တဲ့ဖက်ကလေးဆိုရင်ဖက်ကလေးကငကောအနတ်မရှိပြီမင်းတို့စပယ်ပန်းထုတ်ထားတဲ့ဖက်ကလေးရောမမှွေးဘူးလား အေးသူတော်ကောင်းနဲ့ပေါင်းလို့ရှင်အ ਨੇ ဆုံးရတဲ့အကျိုးကအဲ့ဒါလောက်လေးတော့ရတယ်ပေါ့ဒါလောကကြီးမှာထင်ရှားတဲ့အရာတစ်ခုပဲမြတ်စွာဘုရားကဘာလူပတ်သေးဝနာလူမိုက်နဲ့ပေါင်းခြင်းပန္တိတူပတ်သေးဝနာပညာရှိနဲ့ပေါင်းခြင်းဆိုတာအကျိုးကျေးဇူးနှစ်ခု လူတကာနားလည်အောင်လို့ဥပမာလေးနဲ့ပြောတာ အဲ့ဒါကြောင့်မလို့ပေါင်းသစ်ဆက်ဆံရေးဟာအရေးကြီးတယ်ဆိုတော့သူ့အကြောင်းကိုသိမှ ကိုအကြောင်းသူသိမှပေါင်းလို့ရတော့မပေါ့အကြောင်းမသိပဲပေါင်းလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအချင်းစာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားမဟုတ်ဘူးလားသိနိုင်ပါမလားသိနိုင်ပါဘူးဗျာအေးမြတ်စွာဘုရားကဒီတုတ်တံမှာအချက်၄ချက်နဲ့ဟောထားတာကိုကြည်ကြရအောင်သူ့အကြောင်းကိုအကြောင်းဆိုတာကိုလည်းပါတယ်သူလည်းပါတယ်ပေါ့ ။မြတ်စွာဘုရားဟောထားတာသူ့အကြောင်းကိုယ်အကြောင်းသိဖို့ဘာလို့လဲတဲ့။အဲ့ဒီမှာတံဝါသေနတိလံဝေဒိတပါဒီစကားလေးကိုမှတ်ထား။တံဝါသေနဆက်ဆံပေါင်းတင်ကြည့်ခြင်းဖြင့်တိလံကိုခြင်းတရားကိုဝိရိတ္တံသိနိုင်တယ်။တူအကြောင်းကိုသိခြင်းလူတယောက်ရဲ့ကိုခြင်းတရား ကောင်းမကောင်း ကိုချင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားမသိပါဘူးမသိဘူးကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှိရင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားဘာဟောတော့တင်စခေါ်ဒီကေနအတုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဘာလို့လူလောကမှာဟန်ဆောင်နေတဲ့ပုံစံတွေကအများကြီးရှိတယ်လေ ပရမကြီးလိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရောင်ရှိတယ်။ကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိလာတယ်ပေါ့။နော်။ဒါကြောင့်မို့တင်းစခေါ်ဒီကိနအတုနာနအိတ်တရေ။အချင်းကြာကြာမှသိနိုင်တယ်။အဲ့တော့အချင်းကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့။ပါလဲဆိုမနတိကရောတာနောအမနတိဆိုတတိထားတဲ့လူမှသိမှာတဲ့။ တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းကိုတတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလို့ဆိုမသိသေးဘူးတဲ့တင်စခေါ်ပညာဝတ္တာပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေ မကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကဲ့လားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုတီးဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရမယ်ကြည့်ရမယ်နံပါတ်2တတိထားရနံပါတ်3ပညာရှိရမယ်ဟောအဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိလူလောကလူတွေဂျုံလို့သူ့အကြောင်းသူ့အတင်ပြောကိုအတင်ပြောဒါတွေပြောတာမဟုတ်ဘူးเนาะ အဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုယ့်အကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရမယ်လူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ခွန်ကြီးတို့ကဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လားခုခေတ်တော့တမန်အပေါ်ယံလေးကြည့်တယ်ဟေးဒီလူဟာအတော့အစားရှိသလားအတော့အစားမရှိဘူးလားအကစားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစား အဲ့တချို့ကြတော့လေခွန့်လွတ်လိုက်တယ်ယောက်ျားပဲအတော့စားတော့ရှိမှာပေါ့ဟုတ်ကဲ့မျိုးမျိုးပဲလေသို့တော့ဒီလူဟာစဉ်လုံးကျော်ကိုချင်းတရားကောင်းတဲ့လူဟုတ်သလားကောင်းမဟုတ်ဘူးလားဆိုတာဟာအချိန်ကြာအချိန်လဲယူရမယ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဒါမှသိနိုင်တယ်တဲ့အထုမဆိုမသိဘူးတဲ့ ိုကျင့်တရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ဆက်ဆံပေါင်းသင်းမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာလူမှုရေးဒုက္ခတွေကျုံနေကြရတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြစိတ်ဆင်းရဲမှုတွေကျုံနေကြတယ်။မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတယ်ဆိုတာကိုကျင့်တရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလို့ဖြစ်ရတာများရှိသလား။ မရှိဘူးကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့သာဖြစ်နေကြတာအဲ့တော့သူအကြောင်းသိဖို့မလိုဘူးလားမလိုပါဘူးသူအကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်နံပါတ်၁ဟာ ကိုချင်းတရားပဲကိုချင်းတရားကိုသိအောင်ကြိုးစားရမယ်တံဝါသေနတိလံဝေဒိတပံဖះဟောတဲ့စကားတာ တံဝတိနဆက်ဆံပေါင်းသင်ခြင်းဖြင့်တိလံကိုခြင်းတရားကိုဝေရိတ္တပံသိနိုင်လေ။ဒါကြောင့်မလို့ပြောကြတယ်ပေါင်းကြည့်မှ အကြောင်းသိဆိုတာဟုတ်ကဲ့လား။မှန်ပါဗျာ။ပေါင်းမသိဘဲနဲ့အထင်ကလေးနဲ့ဒီလိုအပြင်တော်လိုက်တာ တော်တယ်တော်တယ်နဲ့ဆိုနောက်ကြတော့နော်ပမာသကဘုံတော်ရှိသေးနော်။ငါသမီးတော်လာတော်လာနဲ့ရောက်မှမြင်းစီထွက်ဆိုတဲ့စကားတော်ရှိသေး။အဲ့တော့တည်တည်ချာချာ လူတယောက်အကြောင်းသိဖို့အမတန်မှလိုတယ်အကြောင်းဆိုဒီမှာကိုချင်းတရားတဲ့အဲလူလောကမှာအရေးကြီးဆုံးကိစ္စတစ်ခုကိုမြတ်စွာဘုရားဟောတာဒါလူမှုဆက်ဆံရေးမှာသီလအရေးပါတယ်လို့ပဲတရားဓမ္မကျင့်တဲ့နေရာရောသီလအရေးမပါဘူးလားတိလေပဋိဋ္ဌာယကုချင်းတရားပေါ်မှာယတ္တိယသမထချင်းစင်မဲ့ချင်းချင်းဝိပဿနာချင်းစင်မဲ့ချင်းချင်း ကိုကျင့်တရားပေါ်မှာယက်တည်ပြီးချင်မအောင်မြင်နေကိုကျင့်တရားပြည့်ရွေးနေတယ်ဆိုလို့ရှိရင်မအောင်မြင်ဘူးတဲ့ဒါကိုကျင့်တရားကောင်းအောင်ရင်ဒါဖြင့်သမထကျင့်စဉ်ကျင့်တာတို့ဝိပဿနာကျင့်စဉ်ကျင့်တာတို့သီလကဘလို့အထောက်အကူပြုတာတုံးလို့စဉ်းစားကြည့်ဖို့လို့သီလကဘလို့အထောက်အကူပြုတုံးဆိုရင်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်ထဲမှာကိုကျင့်တရားကိုအကြောင်းပြုပြီးတော့စိတ်မသက်မသာတာဖြစ်သလား မဖြစ်ဘူးစိတ်ချမ်းသာတယ်ဟုတ်ကလားကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဒီအနတ်ဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုသူရရှိနေတယ်အဝိပတိတာရလို့ခေါ်တယ်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဟိုဆိုရင်ပူစာဘာမှမရှိဘူးစိတ်ဝမ်းသာကြည်နူးမှုရှိအဲ့ဒီလိုအဝိပတိတာရဆိုတာရှိပြီဆိုရင်စင်ငယ်စင်ငယ်တခုနဲ့တခုတိုးတက်မှုတွေရလာ ဘာရတော့ဆိုရင်အဝိပ္ပိတာရဆိုတာစိတ်နှလုံးကြည်သားနေလို့ရှင်ဘာဖြစ်လဲဝမ်းမြောက်ရတယ်တဲ့ဝမ်းမြောက်မှုဖြစ်လို့ရှင်ဘာဖြစ်လဲနှစ်ချိုက်မှုဆိုတဲ့ပီတိလာတယ်နှစ်ချိုက်မှု ပီတိလာရင် နောက်ကဆက်ပြီးဘာလာတော့ဆိုပတ္တတိလို့ခေါ်တဲ့ငြိမ်းချမ်းမှုလာတယ်ကိုယ်ငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုဒါတွေကရှောင်လွယ်လို့မရဒါရှိရင်ဒါလာတယ်ဆိုတာအကြောင်းနဲ့အကျိုးပဲဟုတ်ကဲ့တီလာရှိရင် နှလုံးကြည်တာတယ်နှလုံးကြည်တာရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ရင်နှစ်ချိုက်မယ်နှစ်ချိုက်လို့ရှင်ကိုယ်စိတ်ငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းရင်ချမ်းသာတယ်ချမ်းသာရင်တမာဓိရလွယ်တယ်တမာဓိရလို့ရှင်ယထာဘူတညာတတနအမှန်တိုင်းမြင်တဲ့အသိဉာဏ်လာတယ်တဲ့ဟောရှောင်းလွယ်လို့မရဘူးကဲတိလာမရှိဘူးဆိုလိုက်တာနဲ့တပြိုင်နဲ့ ေးတိလမရှိဘူးဆိုလို့ရှိရင်စိတ်နှလုံးမကြည်ဘူးမကြည်ရင်ဝမ်းမြောက်မှုလားမလားမလားဟုတ်ပီတိဆိုတဲ့နှစ်ချိုင်းမှုရောမလားဘူးပီတိမှမရှိရင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုရောမလားဘူးပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုမှမရှိရင်ဒုက္ခချမ်းသာမှုဆိုတာလားမလားဒုက္ခချမ်းသာမှုမှမရှိဘူးဆိုလို့ရှိရင် စိတ်ကလေးဟာငြိမ်နေဆိုတဲ့တမာရီဖြစ်ပါမလား ိတ်လေးမှမငြိမ်တဲ့လူတယောက်ဟာယထာဘူတညာနာတသနာမှန်မှန်ကန်ကန်သိတယ်ဆိုရင်အသိဉာဏ်ဖြစ်ပါ့မလားဖြစ်ပါဘူးအေးဒီလိုသီလဟာအရေးကြီးတယ်လို့ပြောတာနော်သီလဟာအမတန်မှအရေးကြီးတယ်အဲ့ဒီကိုချင်းတရားဟာသူလည်းကောင်းရမယ်ကိုလည်းကောင်းရှားရှိပေါင်းကြည့်လို့ဒီပုဂ္ဂိုလ်ဟာသီလကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းမကောင်းတဲ့ပုဂ္ဂိုလ်လားဆိုတာသိလာတယ် အဲ့တော့ကိုယ်ကိုယ်လည်းသီလကောင်းအောင် ကြိုးစားဖို့လိုတယ်။ကိုချင်းတရားတွေကောင်းအောင်ကြိုးစားဖို့လိုတယ်။သူများကိုလည်းကိုချင်းတရားကောင်းစေဖို့အခြေခံအဆင့်ကစပြီးတော့ကိုချင်းတရားအရေးကြီးတယ်လို့ဒါပြောတာနော်။ကဲနောက်တစ်ခုမြတ်စွာဘုရားအရေးကြီးတာလေးတစ်ခုထပ်ပြီးတော့ကိုချင်းတရားကောင်းပါပြီတဲ့။နောက်တစ်ခုကတံဝောဟာရေနသောစေယဝိဓိတ္တပံတံဝောဟာရေနသော စကားပြောဆိုကြည့်ခြင်းဖြင့်သောစီယစကလုံးနဲ့ပတ်သက်ပြီးဂရိတိမှု မတိမှု စင်ကြယ်တန်ရှင်းမှု ရှိမရှိကိုဝိရိတဗံသိနိုင်တယ်လူတယောက်ဟာ စကားပြောလို့ရှင်ဒီလူဟာစကားတီးသလားမတီးဘူးလားသို့မဟုတ်ဒီလူစကားပြောတာ ရှင်းနောက်ညီသလားမညီဘူးလားဆိုတာမသိနိုင်ဘူးလားအေးသိနိုင်လား ရှင်းနောက်စကားညီမညီဆိုတာ အမတန်မှအရေးကြီးတယ်တချို့ကမလောက်တာကိုပြောတယ်လောက်တာကတခြားပြောတာကတခြားအရင်ပြောတော့ကဒီစကားနောက်တစ်ခါပြောတော့ဟိုစကားဖြစ်ပြန်နော်အရင်တော့ကောင်းတယ်ပြောတယ်နောက်တစ်ခါပြောတော့မကောင်းဘူးပြောတယ်ဟောရှင်းနောက်မညီတာတွေမရှိဘူးလားအဲ့လိုမညီဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဒီဆက်ဆံမှုရအတွက်အများကြီးခက်သွားပြီ ဘာဖြစ်လို့လဲဆိုလူတယောက်နဲ့တယောက်ဆက်ဆံတယ်ဆိုတာဟာစကားနဲ့ပြောဆိုပြီးဆက်ဆံကြ